ကမ္ဘာနိုင်ငံအများပြအပေါ်သွင်းကုန်ဆိုင်ရာအခွန်အခတွေမြင့်တင်မဲ့အစီအစဉ်ကို American သမ္မတ Trump ကရပ်ပါ90ဆိုင်ငံ့လိုက်ပါတယ်။ Trump ကဒီကမ္ဘာလုံးနီးပါးနဲ့ကုန်သွယ်ရေးစစ်ပွဲဆန်ဆန်အားပြိုင်မှုမျိုးဖြစ်လာမဲ့အခြေအနေကိုရှောင်လွဲလိုက်ပေမဲ့မဟာပြိုင်ဘက်ကြီးတရုတ်ကတော့အခွန်မူဝါဒတွေအရပြင်းပြထန်ထန်ထိုးနှက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နိုင်ငံအားလုံးကိုအခြေခံသတ်မှတ်ချက်ဖြစ်တဲ့အခွန်တစ်ဆယ်ရာခိုင်နှုန်းစည်းကြပ်မှုကိုတော့ဆက်ထားမှာဖြစ်ပေမဲ့အဲ့ဒီထက်ပိုတဲ့ပမာဏတွေကိုဆိုင်းငံ့ထားပြီး နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေကိုခွင့်ပြုသွားမယ်လို့ထရမ့်ကပြောပါတယ်။ဒါပေမဲ့တရုတ်ရဲ့သွင်းကုန်တွေကိုတော့အခွန်125ရာခိုင်နှုန်းကောက်ခံသွားမယ်လို့ထုတ်ပြန်ခဲ့တာပါ။ဒီစည်းကြမ်းမှုအရတရုတ်ကနေအမေရိကန်ကိုတင်သွင်းတဲ့ဒေါ်လာ100ဒံပစ္စည်းအတွက်အမေရိကန်ကအခွန်125ဒေါ်လာကောက်မယ်အထိပယ်ဖြစ်ပါတယ်။အမေရိကန်ရဲ့အခွန်တဆင့်ချင်းတုံးမြင့်မှုကြောင့်တရုတ်ကလည်းအမေရိကန်ရဲ့ကုန်စည်တွေကိုအခွန်84ရာခိုင်နှုန်းတိုးကောက်ပြီးတုံ့ပြန်မယ်လို့ကြေညာခဲ့တာပါ။ ဒီလောက်ရက်ကလေးစားမှုကင်းမဲ့တဲ့လောက်ရဲလို့ထရမ့်ကဆွဆွဲပြီးအခုလိုမျိုးမြောက်များလာတဲ့အခွန်စည်းကြမ်းမှုကိုတတ်မှတ်လိုက်တာဖြစ်ပါတယ်။အမေရိကန်ရဲ့အခွန်စည်းကြမ်းမှုတွေကိုလက်တုံပြန်မဲ့နိုင်ငံတွေကိုအခွန်နှစ်ဆထပ်တိုးမယ်လို့သူကကြိုတင်သတိပေးခဲ့ကြောင်းတရုတ်ကမလိုက်နာတဲ့အတွက်ပြောထားတဲ့အတိုင်းအခွန်တွေထပ်မြင့်ခဲ့တာဖြစ်ကြောင်းထရမ့်ကဆိုပါတယ်။အင်ဖြူရောရှေ့မှာသတင်းတောက်တွေနဲ့တွေ့ဆုံချိန်ထရမ့်ကသူ့ရဲ့အခွန်တိုးမြင့်မှုတွေနဲ့ပတ်သက်ပြီးလက်တုံပြန်မယ်လို့မပြောခဲ့တဲ့နိုင်ငံတွေဟာ အခုလိုရပ်ပေါင်း90စာငတ်မှုခန်းစား권ကိုရရှိခဲ့ကြတာလို့မှတ်ချက်ပေးထားပါရရှင်